ကိုရဲ့ရဲ့အနည်းကိုကျော်လွန်ပြီးတဲ့နောက်မှာလေမိသားစုတွေကရမျိုးမှာအခြေချနိုင်ခဲ့ပြီဖြစ်ပါတယ်။နှစ်နှစ်တကြိမ်ကျင်းပမဲ့မျိုးနွယ်စုပြိုင်ပွဲရှိတာကြောင့်သူတို့တွေအကုန်လုံးဟာတင်းကြီးတညွတ်ထဲအားကျွမ်းတန်းတဲ့ဒိုင်းလေးကျင်းနေခဲ့ကြပြီးအကြီးအကဲတွေကလည်းစောင့်ချက်ပေးနေကြတာကိုတွေ့ရပါတယ်။ညဘက်ရောက်လို့လင်းနှုံကအတွင်းအားလေးကျင်းတဲ့အခါရွှဆွမ်းအင်ကစိတ်ဆွမ်းအင်ထက်ပိုပြီးခက်ခဲတာတွေ့လိုက်ရပြီးတော့ဒီတိုင်းသာဆိုရင်သူ့အတွက်လာပေါင်းများစွာကြာမှစွမ်းအင်မြူတေပုံအနည်းငယ်ပြေဝခြင်းအဆင့်ကိုရောက်နိုင်မှာဖြစ်ပါတယ်။ ထို့အချိန်မှာစကားပြောတန်ကြားလိုက်ရတဲ့အတွက်ဒူထကြည့်လိုက်တဲ့အခါမှာတော့မျိုးနွယ်စုပြိုင်ပွဲအကြောင်းနဲ့လင်းနှုံရဲ့စွမ်းရည်အကြောင်းကိုဆွေးနွေးနေကြတဲ့အဖိုးနဲ့အဖေဖြစ်သူတို့ကိုတွေးလိုက်ရပါတယ်။သူတို့ပြောသွားတဲ့စကားတွေကိုကြားပြီးတော့လင်းနှုံကပြိုင်ပွဲကြရင်ပြိုင်ဘက်ကိုတေချာပေါက်အနိုင်ယူပြီးတော့အဖိုးနဲ့အဖေတို့အတွက်တရားမျှတမှုကိုတေချာပေါက်ပြန်လဲရှာဖွေလာပေးပါမယ်လို့သူ့ကိုယ်သူကတိပေးခဲ့ပါတယ်။ဒီအချိန်မှာသူ့အနာကိုရှောင်းရဲရောက်လာခဲ့ပြီးသူ့ကိုတနေရာသွားဖို့အတင်းခေါ်သွားခဲ့ပါတယ်။ လင်းနှုံအခန်းထဲကိုဝင်လာတဲ့အချိန်မှာချင်းထန်တယောက်ကျမ်းပြင်ပေါ်မှာလဲကျနေတာကိုတွေ့လိုက်ရတဲ့အတွက်ကြောင့်စိတ်ပူသွားကသူမကိုပွေပြီးတော့ကတင်းပေါ်ကိုတင်ပေးလိုက်ပါတယ်။တကယ်တော့ချင်းထန်ကအေးစိတ်တွေပြန်ထလာတာဖြစ်ပြီးရင်ဆွမ်းအင်ကြောင့်ဒီလိုဒုက္ခတွေကိုခံစားနေရတာဖြစ်ပါတယ်။ဒါကြောင့်လင်းနှုံကသူမကိုကူညီပေးလိုက်ကချင်းထန်ကစွမ်းအင်မစူးစီးနိုင်ပေမဲ့ရင်ဆွမ်းအင်မျိုးတွေကိုတော့စူးစီးနိုင်တယ်ဆိုတဲ့အကြောင်းလင်းနှုံကောင်းကောင်းကြီးသဘောပေါက်သွားခဲ့ပါတယ်။ရင်နဲ့ရွံစွမ်းအင်နှစ်မျိုးစလုံးကပေါင်းစပ်နိုင်ကြတာဖြစ်ပြီးမကောင်းဆိုးဝါးနဲ့စွမ်းအင်ကတော့ရင်စွမ်းအင်မျိုးတွေပဲဖြစ်ပါတယ် ရင်ဆွမ်းအင်အားကောင်းတဲ့အခါမှသာသူညီမလေးကိုကဲတင်နိုင်မှဖြစ်တဲ့အတွက်ကြောင့်လင်းနှုံကနောက်တရက်ကျရင်ရွှေတထောင်းကုန်တဲ့အတင်းကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့မနက်မှာတော့ရေကန်ဘေးနားမှာရက်နေတဲ့ဗန္နာဆိုရှွန်စုစီကိုလင်းနှုံရောက်ရှိလာခဲ့ပါတယ်။ရှွန်စုကလင်းနှုံကိုဖော်ရည်စွာနှုတ်ဆက်လိုက်ပြီးတဲ့နောက်အမတ်သား၃ခုအဆောင်ဆရာဖြစ်သွားတဲ့အတွက်ဂုံယူเจ้าနဲ့သူမတို့ရဲ့ရွှေတထောင်းကုန်တဲ့များအတင်းဟာလင်းနှုံပေါ်မှာအများကြီးမျှော်လင့်ထားကြောင်းပြောပြခဲ့ပါတယ်။ ဒါကြောင့်စတ္ထမဒန်စာဝိညာဉ်စေးပင်မိစ္ဆာနီတီကိုလက်ဆောင်ဖြစ်ပေးအပ်လိုက်ပြီးတံပိုးကြီးလွန်းတဲ့အတွက်ကြောင့်သူလဲရိုးရိုးတေးတေးလက်ခံထားလိုက်ပါတယ်။ဆက်လက်ပြီးလင်းနုံကဒီအသင်းမှာရင်ဆွဲအင်အားကောင်းပြီးအေးတက်ကောင်းတဲ့ဝိညာဉ်စေးပင်ရှိသလားလို့မေးလိုက်တဲ့အခါရွှန်းစုက"သူမတို့စီမှာပစ္စည်းတွေအစုံလင်းရှိပေမဲ့လင်းနုံပြောတဲ့စေးပင်မျိုးကိုတော့တခါမှမကြားဘူး"လို့ပြောပြလိုက်ပါတယ်။ ဒါပေမဲ့မီလီယံတောင်ကြားမှာရှိတဲ့နိဗ္ဗာန်ဘုံဆင်အားကောင်းသူတယောက်ချန်ရစ်ခဲ့တဲ့ရှေးဟောင်းတင်ကြိုင်ထဲမှာရှိနေနိုင်ကြောင်းမျိုးနွယ်စုကြီးလေးခုကတော့လူတွေဆေးလွတ်လိုက်ပြီဆိုတဲ့အကြောင်းကိုသူသိလိုက်ရပါတော့တယ်။ဒါကြောင့်လင်းနှုံနဲ့မကောင်းဆိုးဝါးယဉ်ဆွမ်းအင်ငကားတတွေကိုနိဗ္ဗာန်ဆင်အားကောင်းသူရဲ့ဂူတင်ကြိုင်ထဲမှာတွားရှာဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဒီတင်ကြိုင်ထဲမှာအဖိုးတန်ဆုံးကတော့နိဗ္ဗာန်နှလုံးသားဖြစ်ပြီးနိဗ္ဗာန်ဘုံဆင်အားကြီးသူကွယ်လွန်သွားပြီးတဲ့နောက်သူ့ရဲ့ယဉ်ဆွမ်းအင်တွေကအချိန်ကြာကြီးမပြည့်စည်သွားပဲနိဗ္ဗာန်နှလုံးသားအဖြစ်စူးစီးသွားခဲ့တာဖြစ်ပါတယ်။ လင်းနှုံနဲ့ချင်းထန့်စီပြန်လာခဲ့ပြီးသူမကိုတေချာပေါက်ကဲတင်မဲ့လို့ဂရီးပေးနေတဲ့အချိန်မှာပဲအပြင်ဘက်ကနေစူးစူးညံ့ညံ့အတန်တွေကိုကြားလိုက်ရပါတယ်။ဘိုးဘေးမျိုးနွယ်စုကလူတယောက်ဟာသူတို့အိမ်ထဲဝင်ပြီးပြဿနာရှာနေခဲ့တာဖြစ်လို့ထိုသူရဲ့စော်ကားတဲ့ဇာတ်ကားတွေကိုမခံနိုင်တော့တာကြောင့်လင်းနှုံကသူ့ကိုပိုင်းရိုက်လိုက်ပါတယ်။တစ်ဖက်မှာဆိုရင်လည်းအဖိုးကလင်းမင်းကလေးကိုရှေးဟောင်းတင်ချိုင်းခီးစဉ်မှာမိဖြစ်သူလင်းတုံကိုခေါ်သွားပေးဖို့တောင်းဆိုနေခဲ့တာကိုတွေ့ရပါတယ်။ ဒီကီးစင်ကအနီးရများလာတဲ့အတွက်လူတစ်ယောက်ပို့လာရင်အနီးရတစ်ခုကထက်တိုးလာနိုင်ကြောင်းလင်မင်းကလေးကရှင်းပြနေခဲ့ပါတယ်။ဒီလိုနဲ့စင်ပေါ်မှာတိုက်ခိုက်နေတဲ့လင်းတုံကိုတွေးလိုက်ရပြီးတော့ရှေးဟောင်းမျိုးနွယ်စုရဲ့လူကသူ့ကိုတိုက်ခိုက်ဖို့ပြေးလာမှာလင်းတုံကရေခဲနဲ့ဓာတ်သုံးချောင်းထုတ်ပြီးတိုက်ခိုက်လိုက်ပေမဲ့ထိုးသူကဓာတ်တွေကိုဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။ပြီးတော့ရှေးဟောင်းမျိုးနွယ်စုကအစွမ်းတွေကိုတေချာတိစေရမယ်လို့ကြိမ်းဝါပြီးတော့လင်းတုံစီပြေးလာခဲ့ပေမဲ့သူကရှောင်းလိုက်ပြီးတိုက်ခိုက်လိုက်တဲ့အတွက်အဲ့ဒီလူလဲစင်ပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်။ လက်စားခံလိုက်ရတဲ့အတွက်ဒေါသထွက်သွားတဲ့ထိုးလူဟာကြောက်စိမ့်တဲချွေလက်သည့်တိုက်ကွက်ကိုအုံပြုကလင်းနှုံစီပြေးဝင်လာခဲ့တာကြောင့်လင်းနှုံကချီမန်တစိမ့်ကိုအုံပြုကကာကွယ်ထားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတစိမ့်ဖြစ်စည်းခံရပြီးတဲ့နောက်အဲ့ဒီလူကထပ်မံတိုက်ခိုက်ဖို့လုပ်နေတဲ့အခါမှာပဲလင်းနှုံကသူ့ကိုအဆက်မပြတ်တိုက်ခိုက်လိုက်တဲ့အတွက်တစ်ဖက်လူလည်းမြေပြင်ပေါ်ကိုလဲကျသွားခဲ့ရပါတယ်။ဒီတိုက်ပွဲကိုမျက်မြင်ကိုတွေ့တွေ့လိုက်ရတဲ့အခါလင်းမင်းကလေးလည်းလင်းနှုံရဲ့စွမ်းရည်တွေကိုသဘောကျသွားပြီးရှေးဟောင်းတင်ချိုင်းခီးစင်မှာခေါ်ဆောင်သွားဖို့ကိုသဘောတူညီလိုက်ပါတော့တယ်။ ီအကြောင်းကိုအခုမှသိလိုက်ရတဲ့လင်းနုံကအံ့ဩနေခဲ့ပေမဲ့အဖိုးဖြစ်သူကတော့လင်မင်းကလေးကိုအထူးပဲကျေးဇူးတင်နေခဲ့ပါတယ်။မနက်ဖြန်မနက်စောစောကြာရင်သူမတို့ကစတင်ခီးထွက်ကြမှာဖြစ်ပြီးလန်ခီးမှာဂယူဆိုင်ဖို့ကိုလည်းလင်းနုံကိုကြိုတင်မှကြားထားခဲ့ပါတယ်။သူမရဲ့နာမည်ကိုလင်းခဲ့အလို့ခေါ်ပြီးဒီတစ်ခေါက်ဘိုးဘေးတွေရဲ့ရှေးဟောင်းတင်ချိုင်ခီးစဉ်မှာအဖွဲကောင်းဆောင်ဖြစ်ခက်အချင်းခံထားရတဲ့သူပါ။လင်းတုံကတော့လူကြီးတွေရဲ့စကားကိုမဖယ်ရှားရဲပေမဲ့သူ့ရဲ့အစီအစဉ်ကိုတော့လက်မလျှော့ပဲတင်းချိုင်းကိုရောက်မှလစ်ထွက်သွားဖို့ကြံစီထားခဲ့ပါတယ် ညဘက်ရောက်တဲ့အခါလင်းနှုံဟာအတွင်းအားကျင့်စဉ်ကျင့်ကြံနေခဲ့ပြီးတင်းချိုင်းကိုမသွားခင်မိစ္ဆာသွေးနီသည်ကိုအသုံးပြုလိုက်တဲ့အခါမှာတော့သူ့ရဲ့အတွင်းအားတွေဟာအစမတန်မြင့်တက်သွားတာကို တွေးလိုက်ရပြီးလင်းနှုံလည်းဒါကိုသဘောအကျကြီးကြားနေခဲ့ရပါတော့တယ်။နောက်တနေ့မှာတော့ရှေးဟောင်းတင်းချိုင်းစီကိုသွားကြမဲ့လင်းမိန်ကလေးတို့အဖွဲ့ဟာလင်းအိမ်တော်ရှေးကိုရောက်ရှိလာကြပါတယ်။ လင်းတုံကိုလည်းသူ့ဖေနဲ့အဖိုးကခရီးစဉ်မှာလိုက်ပါသွားဖို့အတွက်ပို့ဆောင်လို့ဆက်နေခဲ့ကြပြီးလင်းတုံကိုလူကြီးတွေကဂယူးဆိုင်ဖို့မှကြားနေခဲ့ပေမဲ့သူကတော့ညီမလေးကိုအမြန်ပြန်ခဲ့မဲ့အကြောင်းနှုတ်ဆက်ကခရီးစဉ်မှာလိုက်ပါသွားခဲ့တဲ့အပြင်ရှောင်းရံကိုလည်းသူ့နဲ့အတူခေါ်သွားခဲ့ပါသေးတယ်။ရှေးဟောင်းတင်ချိုင်းစီကိုခီးထွက်လာခဲ့ကြတဲ့လင်းတုံတို့အဖွဲ့ဟာတောတောင်တွေကိုဖျက်ချော်ပြီးတဲ့နောက်ကောင်းကင်မီလီယံတောင်နှင်းရဲ့ဗဟိုချက်မှနေရာကိုရောက်ရှိလာခဲ့ကြပါတယ်။ ဒီနေရာမှာဆိုရင်ရက်စက်ကြံကျုပ်လာတဲ့သားရဲ့တရိစံတွေပြင်တော်ပုံဓမြတွေပါရှိနေကြတဲ့အတွက်အစစအရာရာဂယူဆိုင်ကြဖို့လင်းကောင်းဆောင်ကမှကြားနေခဲ့ပြီးနောက်ပိုင်းမှာပို့ပြီးတော့အနည်းငယ်များလာနိုင်တဲ့အကြောင်းကိုပါထပ်ပြောပြနေခဲ့ပါတယ်။ဒီဖွဲ့ထဲမှာလင်းနှုံကိုပညာလာဆန်းခဲ့တဲ့လင်းချန်လဲပါလာခဲ့တာကိုတွေ့ရပြီးသူကတော့အခုချိန်ထိအကြွားတန်နေစေပါပဲ။ညဘက်ရောက်လာတဲ့အခါတောထဲမှာစခန်းချလိုက်ကြရင်အိတ်ဆက်အနားယူနေကြတဲ့အချိန်မီးပုံပေးနားမှာထိုင်နေတဲ့လင်းနှုံနားကိုခဲအားရောက်လာခဲ့ပြီးအခုထိမအိတ်သေးဘူးလားလို့မေးလိုက်ပါတယ်။ လင်းနုံကပိုပြီးအနေရများလာတော့မှမို့သတိထားပြီးနေနေကြောင်းပြောလိုက်တဲ့အတွက်လင်းကောင်းဆောင်ကသဘောကျသွားပြီးတစ်ဖက်မှာတော့သူ့မောင်လေးလင်းချင်ကအိရာရဲရောက်နေတဲ့အတိုင်းရှယ်အိပ်ပျော်နေပါတယ်။ရှေးဟောင်းတင်ချိုင်းဆက်အိမ်ပေါ်ထွက်လာတာကြားပြီးမဟုတ်လားလို့လင်းနုံကမေးလိုက်တဲ့အခါလင်းအားကရှေးဟောင်းတင်ချိုင်းဆက်အိမ်အပြင်ဘက်မှာနေပံပုံဆင်းအင်အားကြီးသူတယောက်ဖန်တီးခဲ့တဲ့ခြေတစိတ်တစ်ခုရှိတဲ့အကြောင်းဒါကိုတော့ယုံအင်အားနဲ့ဖြည့်ဆည်းလို့မရနိုင်တဲ့အပြင်သူမတို့အခုလာတာကလမ်းကြောင်းရှာခြင်းတသက်ပဲဖြစ်ပြီးတကယ်အင်အားကြီးတဲ့သူတွေကမကြခင်မှာရောက်လာတော့မှဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ ဒီတစ်ခေါက်မျိုးနွယ်စုကလူငယ်တွေရဲ့ခေါင်းဆောင်ဟာမကြခင်ရောက်လာမှဖြစ်တဲ့အကြောင်းပြောနေတဲ့အချိန်မှာပဲပဝင်းကျင်မှာတိရွတ်တွေကရုတ်တရက်ကြွေကြလာခဲ့ပြီးတခုခုမူမမှန်ဘူးဆိုတာကိုသူမတို့သတိထားမိသွားခဲ့ပါတယ်။ဒီအချိန်မှာပဲဝိယုံအနက်တွေဝစ်ဆင်ထားကြတဲ့လူဆိုးတွေဟာတောထဲကနေထွက်လာခဲ့ကြပြီးတော့သူမတို့စီကိုရန်ပြူဖို့အတွက်ဦးတည်လာခဲ့ကြပါတယ်။လူဆိုးတွေကသူတို့အနာကိုတိုးကပ်လာခဲ့ကြပြီးတော့ခေါင်းဆောင်ဖြစ်သူကတယောက်မချန်အကုန်တက်ပစ်လိုက်ဖို့သူတပည့်တွေကိုအမိန့်ပေးလိုက်ပါတယ်။ ဒါအပြင်တံပိုးရှိတာတွေအကုန်သူ့စီကိုချုပ်ပေးခဲ့ဖို့ပြောနေပြီးတော့အခြားသမ ्या တွေကတော့လင်းတုံတို့ကိုတိုက်ခိုက်ဖို့ပြေးလာခဲ့ကြပါပြီ။အမြူတေပုံပြေဝအဆင့်ကိုရောက်နေပြီဖြစ်တဲ့နာမည်ကြီးတမ ्या ကောင်းဆောင်စုံတောင်းကိုလင်းကောင်းဆောင်ကမှတ်မိသွားခဲ့ပြီဖြစ်လို့သူမစီကိုရံပြုတ်ဖို့ရောက်လာကြတဲ့တမ ्या တယောက်ကိုအယောင်တဖိတ်ဖိတ်လက်နေတဲ့ဒါနဲ့ရှင်းပြလိုက်ပါတယ်။အဲ့ဒီဒါကဝိညာဉ်ရေဒနာဖြစ်ပြီးဒါမျိုးတစ်ခါမှမမြင်ဘူးတဲ့လင်းတုံအတွက်ကတော့အယံကိုထူးဆန်းလို့နေခဲ့ပါတယ်။ ဒီຢာကိုအ ਨੇ စုံဝိညာဉ်ဆောင်ဆရာကမှဖန်တီးနိုင်တာမျိုးဖြစ်ပြီးတော့ဓမြတွေကလည်းဓာတ်သက်ကိုင်းကသူတို့လူကိုတက်ပြည့်ရတဲ့အတွက်အရန်တော်သားထွက်နေခဲ့ကြသလိုကောင်းဆောင်ကြီးကသူလူတွေအားလုံးကိုလင်းကောင်းဆောင်စီတက်ခိုင်းလိုက်တဲ့အခါမှာတော့သူမဟာလေလိုလေးမြန်လာတဲ့အရှိန်ဟုန်နဲ့ရန်သူတွေရဲ့တိုက်ခိုက်မှုကိုခုခံကာကွယ်နေခဲ့ပါတယ်။ဒါပေမဲ့လင်းနုံကသူ့ကိုတားဆီးလိုက်ပြီးအခုမင်းရဲ့ပြိုင်ဘက်ကငါပဲလို့ပြောလိုက်ပါတယ်။ ဓမြခေါင်းဆောင်ကိုလင်းနှုံကစင်ကြဲတဲ့ရွံစွမ်းအင်လက်ချောင်းကိုအသုံးပြုကတိုက်ခိုက်နေခဲ့ပြီးတော့မပြည့်ဝသေးတဲ့အဆင့်နဲ့သူ့ကိုလာချရတဲ့အတွက်ခေါင်းဆောင်ကြီးကပို့ပြီးတော့ဒေါသထွက်သွားခဲ့ရပါတယ်။ဒါကြောင့်တကွက်ထဲနဲ့အသေးသက်ပေးမယ်လို့ပြောလိုက်ပြီးကျန်းကားကောင်ဒါဖြစ်လဝတိုင်းနဲ့တိုက်ခိုက်လိုက်တဲ့အခါမှာတော့လင်းနှုံကစတုထအဆင့်ချိမှန်တဲ့စိတ်ကိုအသုံးပြုကွယ်ခဲ့ပေမဲ့အင်အားချင်းလုံးဝမမျှတာကြောင့်သူပဲရှုံးသွားခဲ့ရပါတယ်။ နောက်တစ်ခေါက်ထပ်မံတိုက်ခိုက်လိုက်တဲ့အချိန်မှာလင်းနှုံကအသွင်ပြောင်းမိလင်ကိုအသုံးပြုကာကွယ်နေခဲ့တာမို့လင်းနှုံရဲ့ပြင်းထန်လာတဲ့စိတ်ဆွန်းအားကိုဓမြကောင်းဆောင်အံ့ဩသွားခဲ့ရပါတယ်။ဘာမဟုတ်တဲ့ကောင်လေးတယောက်ကိုမရှုံးနိုင်ခြင်းနဲ့ဓမြကောင်းဆောင်ကြီးဟာသူ့ရဲ့စိတ်ဆွန်းအင်ထုတ်ပြီးတော့အသုံးပြုတိုက်ခိုက်လာခဲ့ပြီးနောက်ဆုံးမှာတော့ပြင်းထန်လာတဲ့ဆွမ်းအားတွေရဲ့တွန်းကန်မှုတွေကြောင့်နှစ်ယောက်သားကန်ထွက်သွားခဲ့ကြပြီးဒါကိုလည်းကောင်းဆောင်လင်းကမြင်လိုက်ရတဲ့အတွက်အံ့ဩသွားခဲ့ရပါတယ်။ဓမြကောင်းဆောင်ကြီးရဲ့စွမ်းအင်မြူတွေကလုံးဝကိုပျက်စီးသွားခဲ့ပြီဖြစ်တယ်လို့သူတပည့်တွေအားလုံးကလည်းတေဆုံးကုန်ကြပါပြီ။ လင်းနှုံကတော့တစ်ပင်ကြီးရင်မှလဲကျနေခဲ့တာကိုတွေ့ရပြီးတော့သူထလာတဲ့အချိန်မှာပဲဓမြကောင်းဆောင်ကြီးကထွက်ပြေးသွားခဲ့ပါတယ်။စွမ်းအင်မြူတွေပျက်စီးသွားတဲ့သူတွေကလုံးဝရှုံးနိမ့်သွားခဲ့ရပြီဖြစ်ပြီးကောင်းကင်မီလျံတောင်ကြားကနေတောင်ထွက်ခွာသွားနိုင်တော့မှာမဟုတ်ပါဘူး။ကောင်းကင်ပုံစွမ်းအင်အပြည့်အဝရှိတဲ့သူကိုအခုလိုအနိုင်ယူလိုက်တဲ့အတွက်လင်းနှုံရဲ့အရည်ချင်းကိုအတိမတ်ပြုချီကျူးနေခဲ့ပါတယ်။တိုက်ခိုက်ရလို့ပင်ပန်းသွားခဲ့တဲ့လင်းနှုံကတော့အခုမှပဲစိတ်ချလက်ချအေးဆေးဆေးအိပ်စက်အနားယူနိုင်တော့တာဖြစ်ပါတယ်။ အခုမှအိယာကနိုးလာတဲ့လင်းချံကခုနတော့ကဆူဆူညံ့ညံ့အတန်တွေကြားလိုက်တာပါဖြစ်တာလဲလို့မေးလိုက်တဲ့အခါသူ့အမကအလေးဝင်တိုက်တာခံလိုက်ရတဲ့အတွက်သူနဲ့လင်းတုံတို့ရှင်းပြလိုက်ပြီဆိုတဲ့အကြောင်းပြောပြလိုက်တဲ့အတွက်သူအံ့ဩသွားခဲ့ရပါတယ်။ကောင်းကင်ဘုံအစဉ်အပြည့်အဝအင်းအားကြီးတဲ့သူကိုလင်းတုံကအနိုင်ယူလိုက်တယ်ဆိုတဲ့အကြောင်းပြောပြလိုက်တဲ့အခါမှာတော့သူ့လိုမျိုးနွယ်ကွဲရဲ့လူငယ်လေးတယောက်ကဒီလိုစွန့်ဆောင်နိုင်တာဘလို့လုံးဖြစ်နိုင်မှာလဲလို့ပြန်မေးလိုက်ပါတယ်။ ဒီစကားကြတော့ခဲအားကဘိုးဘေးမျိုးနွယ်စုတွေမှာမျိုးနွယ်ခွဲတွေကအင်အားမကြီးဘူးဆိုတဲ့သဘောတရားမရှိပဲတိုက်ပွဲမှာလည်းသူကမင်းကို တမင်တက်တက်အလျှော့ပေးခဲ့တာလို့ပြောပြလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့အိပ်ပျော်နေတဲ့လင်းတုံကိုလင်းချံကလာနိုးလိုက်ပြီးခီးဆက်ကြမယ်လို့အတိပေးလိုက်ပါတယ်။နေ့လယ်ပိုင်းရောက်တဲ့အခါရှေးဟောင်းတင်ချိုင်းဆက်အိမ်တော်ကိုသူတို့ရောက်လာခဲ့ကြပြီဖြစ်တယ်လို့အဲ့ဒီမှာတခြားဘိုးဘေးမျိုးနွယ်စုတွေလည်းရှိနေခဲ့ကြပါတယ်။ သူတို့တွေရောက်လာတာကိုအဲ့ဒီမှာရှိနေတဲ့သူတွေကထူးဆန်းသလိုမျိုးကြည်နေကြတဲ့အပြင်သူတို့ကိုကြည်မရတဲ့ဝန်ဖန်တို့ကိုလည်းတွေးလိုက်ရတာကြောင့်ဘိုးဘေးမျိုးနွယ်စုကြီးလေးခုစလုံးဟာအင်မတန်အင်အားကြီးတဲ့သူတွေဖြစ်ကြတဲ့ဆိုပြီးခဲအာကသူတို့ကိုဂယုမဆိုင်ပဲကို့ဘာသာကိုအနားယူကြဖို့ပြောလိုက်ပါတယ်။တနေ့ရမှာတော့ချိတ်တစိတ်တစ်ခုကိုတွေးလိုက်ရပြီးအကိုကြီးလင်းလန့်ထက်ရောက်လာတဲ့အခါကျရင်တစိတ်ကအလိုလိုပျက်စီးသွားမှာဖြစ်ပါတယ်။ လင်းတုံဟာညနေနေဝင်ကန်ဤအချိန်မှာတောင်ဆောင်တစ်ခုပေါ်ထိုင်ရင်အတွင်အားကျဉ်ကျဉ်နေခဲ့ပြီးတော့သူ့ရဲ့နားထဲမှာဆူရှာတဲ့ငှက်အော်တန်တစ်ခုကိုကြားလိုက်ရသလိုကြီးမားလာတဲ့ငှက်ကြီးကိုစီးကဒီနေရာကိုရောက်လာတဲ့သူကတော့အကိုကြီးလင်းလန့်ထမ်းပါပဲသူစီးလာတဲ့တိတ်ငှက်ကြီးကသူ့ရဲ့ရင်စွမ်းအင်းနဲ့ဖန်တီးထားတာဖြစ်ကြောင်းလင်းတုံသဘောပေါက်သွားခဲ့ပြီးအောက်မှာရှိတဲ့သူတွေကတော့သူတို့အကိုကြီးကိုတောင်းတောင်းဖြတ်ဖြတ်ကြိုဆိုနေခဲ့ပါတယ် ဒီအချိန်မှာပဲလျက်စီတစ်ချက်လက်သွားပြီးတော့ဝန်ရံလဲရောက်ရှိလာခဲ့ပြီဖြစ်လို့သူ့ရဲ့အဖွဲသားတွေကလည်းသူ့ကိုကြိုးဆိုနေခဲ့ကြတယ်လို့သူတို့နှစ်ယောက်စလုံးဟာစွမ်းအင်ဖန်တီးခြင်းပုံအဆင့်ကိုရောက်ရှိနေပြီးသားသူတွေဖြစ်တာမို့လင်းတို့လည်းအခက်တွေ့နေခဲ့ရပြီးဝန်ရံရဲ့ရွှေရောင်လန်ကြီးကိုအံ့အားသင့်စွာကြီးမိနေခဲ့ပါတယ်ဒီဘိုးဘေးမျိုးနွယ်စုရဲ့လူငယ်မျိုးဆက်တွေဟာတယောက်ထက်တယောက်ပို့ပြီးချမ်းသာကြတာပဲလို့လင်းတို့ရေယိုမိလိုက်ပါတယ်လင်းလန်ထက်နဲ့ဝန်ရံတို့ဟာစားတွေ့တဲ့အချိန်တည်းကတယောက်ကိုတယောက်ရန်လိုနေခဲ့ကြတာမြင်ရပြီးအချင်းချင်းစကားစစ်ထိုးနေခဲ့ကြပါတယ် ီအချိန်ချင်းမီသားစုရဲ့ပညာရှင်ဖြစ်သူချင်းရှစ်လည်းရောက်လာခဲ့ပြီဖြစ်ကသူတို့ကိုနှုတ်ဆက်နေခဲ့ကြပါတယ်။စွမ်းအင်ဖန်ဆင်းခြင်းပုံအစစ်နောက်တစ်ယောက်ရောက်လာခဲ့ပြီမို့အပြိုင်ဆိုင်တွေကတော့အရင်ကထက်ပိုပြီးတော့များတော့မှအသေးချပါပဲ။သူတို့တွေကိုကြည့်ပြီးတော့လင်းနှုံဟာအခုရောက်ရှိထားတဲ့လက်ရှိအဆင့်ကိုကျင်းနေနေလို့မရသေးဘူးဆိုကအများကြီးပိုပြီးစူးစမ်းဖို့လိုတဲ့အကြောင်းကိုကောင်းကောင်းသဘောပေါက်သွားခဲ့ပါတယ်။အဲ့ဒီနောက်သူတို့တွေဟာဟွန်ဖူမီသားစုရဲ့ကိုယ်စားလှယ်တစ်ယောက်ကိုစောင့်ရမှဖြစ်ပြီးတော့သူမဟာအေးမြမှုတွေနဲ့အတူရောက်ရှိလာခဲ့တဲ့မိမလလေးချင်းကျူပါပဲ။ နေသမီးလေးလိုလှပတဲ့ချင်းကျူးကိုကြည့်ပြီးလင်းနှုံလဲအံ့ဩနေမိခဲ့ပါတယ်။သူတို့လေးယောက်လုံးဆုံသွားတဲ့အချိန်မှာတော့ချိတ်တစိ့ကိုဖွင့်ဖို့စတင်ခဲ့လိုက်ကြပြီးဒေါသကြီးလာတဲ့ဝန်ရံကသူ့ရဲ့လန့်ရှိကိုအသုံးပြုကာတစိ့ဖွင့်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။အောက်ကတပည့်တပန်းတွေကတော့သူတို့အသုံးပြုတဲ့ဆွမ်းအားတွေကိုကြည်ရင်ကြောက်လန့်လို့နေခဲ့ကြပါပြီ။လင်းနှုံလဲဒါဟာဖန်ဆင်းခြင်းပုံအဆင့်သုံးတယောက်ရဲ့ဆွမ်းအားတွေများလားလို့တွေးတောနေခဲ့ရင်ချင်းကျူးလဲပါဝင်လိုက်တဲ့အခါမှာတော့တစိ့ကြီးကလည်းပျောက်သွားခဲ့ရပါတော့တယ်။ အဲ့ဒီအချိန်မှာတော့မျိုးနွယ်စုခေါင်းဆောင်တွေအားလုံးဟာနေဘက်နှလုံးသားကိုသူ့ထက်ကအရင်ရဖို့အပြေးလွှားသွားကစူးစမ်းလိုက်ကြပါတော့တယ်